မင်္ဂလာပါ Select School အစီအစဉ်ကနေပြန်လည်ကြိုဆိုပါတယ်။နိုင်ငံတကာနှုတ်ပညာရေဝတ်တွေကထင်ရှားသူတွေရဲ့ရွေးရှင်ဂီတ Fashion စတဲ့နှုတ်ပညာနှုတ်ရှားမှုတွေသူတို့ရဲ့ကိုယ်ကိုရာနဲ့ Social Media ပေါ်ကသတင်းတွေစတဲ့စိတ်ဝင်စားစရာလက်တလောအနှုတ်ပညာသတင်းတွေကိုတင်ဆက်ပေးသွားတော့မှာပါ။2026ကမ္ဘာဖလားဖိုင်နယ်မှာပွဲချိန်ဝက်ဖြောပြေးအစီအစဉ်ပထမဆုံးအကြိမ်ပါဝင်လာတော့မှာပါ။ 2026ခုနှစ်ကမ္ဘာဖလားဖိုင်နယ်ပွဲမှာစူပါဘောလ်ပုံစံပွဲချိန်ဝက်ဖျော်ဖြေမှုကိုပထမဆုံးအကြိမ်ထည့်သွင်းတင်ဆက်သွားမှာဖြစ်ပြီးပါဝင်ဖျော်ဖြေမဲ့အဆိုတော်တွေကို Coldplay Rock Guitar အဖွဲ့က FIFA နဲ့ပူးပေါင်းပြီးကူညီရွေးချယ်ပေးသွားမယ်လို့သိရပါတယ်။ကမ္ဘာဖလားပြိုင်ပွဲကိုအမေရိကန်၊ကနေဒါနဲ့မက္ကဆီကိုတို့ကပူးရဲအင်ရှင်နိုင်ငံတွေအဖြစ်ဆောင်ရွက်မှာဖြစ်ပြီး ဖိုင်နယ်ပွဲကို2026ခုနှစ်ဇွန်လ19ရက်မှာအမေရိကန်နယူးဂျာစီပြည်နယ်မှာရှိတဲ့ MetLife အားကစားရုံမှာကျင်းပသွားမှာပါ။အရင်ကကမ္ဘာဖလားဖိုင်နယ်ပွဲမှာပွင့်ချိန်ဝက်ဖျော်ဖြေမှုဆိုပြီးမရှိခဲ့ဘူးတာဖြစ်ပါတယ်။ FIFA ဥက္ကဋ္ဌဂျာနီအင်ဖန်တီနိုကြေညာချက်အရလာမယ့်ကမ္ဘာဖလားဖိုင်နယ်ပွဲချိန်ဝက်15မိနစ်နားချိန်အတွင်းဖျော်ဖြေမယ့်အဆိုတော်တွေကို Coplay အဖွဲ့ခေါင်းဆောင် Chris Martin နဲ့ Coplay Manager Fee Harvey တို့ကရွေးချယ်ပေးမှာဖြစ်ပါတယ်။ နယူးဂျာစီပြည်နယ်မှာကျင်းပမဲ့ FIFA ကမ္ဘာဖလားဖိုင်နယ်မှာပထမဆုံးပွဲချိန်ဝက်ဖျော်ဖြေရေးပါလာပါမယ်။ FIFA ကမ္ဘာဖလားအတွက်လည်းသမိုင်းဝင်အခိုက်အတန့်တစ်ခုဖြစ်ပါလိမ့်မယ်လို့ Infantino က Instagram မှာ post တင်ပြီးကြေညာထားပါတယ်။ပုံမှန် NFL ဘောလုံးပွဲတွေမှာပွဲချိန်ဝက် ဖြည့်ပြည့်မှုက15မိနစ်ဝန်းကျင်ကျတက်ပြီးနောက်ဆုံးဖိုင်နယ်ဖြစ်တဲ့ Super Bowl မှာ stage ဆင်ပြင်ဆင်မှုပြန်ဖြတ်မှုတွေအတွက်ပွဲချိန်ဝက်တင်ဆက်မှုကိုမိနစ်30အထိအချိန်ပိုပေးတတ်ပါတယ်။ ကိုဘလင်းအဖွဲ့က2016ခုနှစ်စူပါဘိုးတင်ဆက်မှုမှာဘီယွန်ဆေဘရူနိုမားစ်တို့နဲ့အတူဖျော်ဖြေခဲ့ပါတယ်။ Snow White ဇာဝင်တခြင်းကို Korea version ပြန်ဆိုမဲ့သူကဘယ်သူများလဲ။စနိုဝိုက်ဇာကားတက်မှာပါဝင်တဲ့အထက်ကမူရင်းစံဝင်တေးတဲ့ချင်း Waiting on a Wish ကိုတောင်ကိုရီးယားအစိုးရတအုပ်ကကိုရီးယားဗာရှင်နဲ့ပူးပေါင်းတည်ဆိုပေးမှာဖြစ်ပြီးမလ6ရက်မှာ Walt Disney Company Korea ကအဲ့ဒီအစိုးရကိုအရေးမွဲ့ပြခဲ့ပါတယ်။အရေးမွဲ့ပြခဲ့တဲ့ပုံမှာအစိုးရကခေါင်းချုံထားပြီးမျက်နှာကိုတော့ပြမထားပါဘူး။လက်တစ်ဖက်ကအနီရောင်ပန်းသေးကိုနှက်ခမ်းနဲ့နီးနီးမှကင်ထားပါရယ်ဒီပုံကိုကြည့်ပြီးပြည်သက်အများစုကအစိုးရစူစီလို့တမ်းမီခံမှန်းကြပါရယ်စူစီနဲ့လည်းအတော်ပဲတူပါရယ် နာမည်ရမင်းကလေးအစိုးရတွေဖြစ်တဲ့ AKMU အဖွဲ့ကဆူဟွန် New Jeans အဖွဲ့ကဒန်နီယယ် IVE အဖွဲ့ကယူဂျင် Twice အဖွဲ့ကနာယွန်းတို့လည်း Disney ရုပ်ရှင်ဇာတ်ကားတွေကဇဝင်တချင်တွေကို Korea version နဲ့ပြန်ဆိုပေးထားကြပါတယ် Snow White ဇာတ်ကားကိုတောင်ကိုရီးယားရုပ်ရှင်ရုံးတွေမှာမလ19ရက်မှာစပြမှာဖြစ်ပြီး American မှာမလ21ရက်မှာစတင်ရုံတင်မှာဖြစ်ပါတယ် ဖန်ထားတဲ့တစားကန်တွေပြန်လွှတ်ပေးဖို့ခဲကတော့တောင်းဆိုနေပါတယ်။အခုတစ်ပတ်ကျင်းပခဲ့တဲ့အသေးဖြတ်မှုတိုက်ဖြတ်ရေးအဖွဲ့ ADN တွေ့ဆုံပွဲမှာ Wonder Woman သရုပ်ဆောင် Israel ရုပ်ရှင်မင်းသမီးကဲကတော့တက်ရောက်မေကွန်ပြောခဲ့ပြီး၎င်းဂျူးဖြစ်ကြောင်းကိုခုံယူဝင်ကြားစွာပြောသွားခဲ့ပါတယ်။ဒါပြင်ကဲကတော့က Hamas တို့ဖန်တာစဲဖြစ်တဲ့ Israel တစားကန်တွေကိုပြန်လွှတ်ပေးဖို့လည်းတောင်းဆိုခဲ့ပါတယ်။ ကျမပါဇက်ပိတ်မနေနိုင်ဘူးကျမနာမည်ကဂဲဂျူးတယောက်ဒီအမုံတရားတွေတော်လောက်ပြီဂျူးစန့်ကျင်ရေးသမားတွေကိုကျမတို့ရင်ဆိုင်ရမယ်ဘရောမအရှုံးပေးမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကျမတို့ရဲ့မေတ္တာတရားကသူတို့ရဲ့အမုံတွေထက်ပိုအင်အားကြီးတယ်လို့ကဲကတော့ကစင်မောကနေပြောပါရယ်တက်ရောက်လာသူတွေကလည်း၎င်းကိုလက်ခုပ်ဩဝါရင်းနဲ့အားပေးကြပါရယ်အဲ့ဒီပွဲမှာကဲကတော့ကိုနိုင်ငံတကာခေါင်းဆောင်မှုစုချီးမြှင့်ခဲ့ပါရယ်ဟာမတ်စ်လက်ကနေပြန်လွတ်မလာသေးတဲ့အစ္စရေးတရားခဏ်ဤအတွက်လည်း ကျမတို့ဒီနေ့ဒီနေရာကနေတစားကန်တယောက်မကျန်ပြန်လှုပ်ပေးဖို့တောင်းဆိုပါရစေ။တို့အတွက်မိနစ်တိုင်းကငရဲပဲလို့ပြောခဲ့ပါရစေ။ဒီမှာဟာအော်တိုဝါ9ရဲ့တိုက်ခိုက်မှုမဖြစ်မီနိုင်ငံရေးကိစ္စတွေထဲမှာဝင်ပြောခဲ့ခြင်းမရှိပဲအော်တိုဝါ9ရဲ့ဖြစ်စဉ်ပြီးမှပြောင်းလဲလာကြောင်းဂျူအတိုင်းဝိုင်းအတွက်အမုံတရားတွေကိုရင်ဆိုင်ထုတ်ဖော်ပြောရရမယ့်အချိန်ကြပြီဖြစ်ကြောင်းလည်းတိုက်တွန်းစကားဆိုခဲ့ပါရစေ။ ကျွန်မကဘာသာတရားလိုက်စားတဲ့သူတော့မဟုတ်ဘူး။ဒါပေမဲ့အော်တိုဝါခုနှစ်ရဲ့နောက်ပိုင်းဂျူးဖျားเจ้าတခုကိုရောက်မှစိတ်သက်သာရာရခဲ့တာ။အဲ့ဒီခံစားချက်ကိုဘရောမမမေ့ဘူးလို့၎င်းရဲ့အတွေ့အကြုံကိုမျှဝေရင်းတမီးလေးဦးကိုတမ်းမာတဲ့ဂျူးအမျိုးသမီးတွေဖြစ်အောင်ပြုထောင်ပေးနေကြောင်းလည်းခဲကတော်ကပြောသွားခဲ့ပါတယ်။အော်စကာဆုသမိုင်းတလျှောက်မင်းသားအက်ဒရီယန်ဘရော့ဒီကကျေးဇူးတင်စကားအကြဆုံးပြောသူ ဖြစ်သွားပါပြီ။ အော်စကာရုပ်ရှင်ထူးချွန်စုပေးပွဲကျင်းပလာတဲ့တမိုင်းတလျှောက်ကျေးဇူးတင်စကားအကြဆုံးပြောနိုင်သူစန်ဂျင်ကိုမင်းသားအက်ဒရီယန်ဘရော်ဒီကရယူလိုက်ပြီးဖြစ်ပါတယ်။ဘရော်ဒီဟာမလ၂ရက်က68ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ The Brutalist ဇာတ်ကားနဲ့အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုစခိုးသွားသူဖြစ်ပြီးစင်ပေါ်မှာ၎င်းရဲ့ကျေးဇူးတင်စကားက9မိနစ်နဲ့40စက္ကန့်ကြာခဲ့ပါတယ်။အခုနှစ်အော်စကာပွဲက၄နိုင်နီးပါးကြာခဲ့ပါတယ်။ အရင်ကအော်စကာကျေးဇူးတင်စကားအကြဆုံးပြောနိုင်သူအဖြစ်ဆန့်ကျင်တင်ထားသူက1942ခုနှစ်ရုပ်ရှင် Mrs. Miniver နဲ့အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုရရှိထားသူ Britain မင်းသမီး Greya Garson ဖြစ်ပါတယ်။ Garson ကစင်ပေါ်မှာ9မိနစ်နဲ့စက္ကန့်30ကြာကျေးဇူးတင်စကားပြောခဲ့တယ်လို့ကမ္ဘာ့ကင်းနဲ့မှတ်တမ်း website မှာဖော်ပြထားပါတယ်။ Brody က၎င်းအလှည့်မှာတန်ဆောင်တင်းဝိုင်းကိုမတီးခတ်ဖို့ပြောလိုက်တာကိုတွေ့ရပါတယ်။ကျေးဇူးပြုပြီးအတန်ခဏရက်ပေးပါလား။ အရင်တစ်ချိန်တုန်းကလည်းရက်ခိုင်းခဲ့ပါတယ်တူတူပဲပြောပါမယ်လို့ဆိုပြီးအလုံးထက်ကြောင်ပြောခဲ့ပါတယ် Brody ဟာ2003ခုနှစ်ကလည်း The Pianist ဇာတ်ကားနဲ့ဇက်ဆောင်မင်းသားဆုရခဲ့ပါတယ်စင်ရှိရာကိုအသွား Brody ကဝါနေတဲ့ပီကယ်ကို ထွေးထုတ်ပြီးချစ်သူထံပြပေးလိုက်တာကိုလည်းတွေ့ရပါတယ်နိုင်ငံတကာလူပညာရှင်တွေရဲ့လှုပ်ရှားမှုတွေသူတို့လက်တလောဘာတွေတွေ့ကြုံရတယ်လဲဆိုတာတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ရှင်းလာမယ့်အစီအစဉ်တွေမှာလည်းဘလို့သတင်းတွေကစိတ်ဝင်စားစရာဖြစ်မလဲစောင့်ကြည့်ဖို့ပြောရင်းနဲ့ဒီအစီအစဉ်ကိုဒီမှာပဲညံလာလိုက်ပါရစေ။